တော့ကံကောင်းအောင်လုပ်တဲ့နီးတွေထဲမှာ အထွတ်အထိပ်အမြင့်မားဆုံးနီးနှစ်နီးပုံပုံပြောရမယ်ဟုတ်လားကံကောင်းအောင်အကောင်းဆုံးပြင်ဆင်တဲ့နီးအမြင့်မြတ်ဆုံးပြင်ဆင်တဲ့နီးဘယ်နှနီးပြောရမလဲနှစ်နီးပြောရမယ်အဲ့ဒီနှစ်နီးကဘာလို့ဆိုတော့ဘုရားနှုတ်တည်းနဲ့မေတ္တာတရားဘုရားနှုတ်တည်းဆိုတာကမြတ်စွာဘုရားရဲ့ဂုံအကြီးအသေးမြတ်စွာဘုရားရဲ့အလွန်မြင့်မြတ်ဖြူစင်တဲ့အကြောင်းအရာတွေကိုစဉ်းစားဆင်ခြင်တာ တိပိသောဘဂဝါအရဟံတမတံဗုဒ္ဓောရရနော်ဝိဇာသရဏတမနောသူကတော်လောကဝိတုနှုတ်တော်ပရိသဓမ္မတရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါမြတ်စွာဘုရားရဲ့ပြည့်စုံတော်မူထားတဲ့ဂုံအကြီးအသေးကြီး၉မျိုးနော်အဲ့ဒီကနံပါတ်၁ဂုံကြီးတွေ့ရပါတော့အရဟံအဲ့ဒီအရဟံဂုံတဂုံလောက်ကိုကျွမ်းကျင်ကျင်ကျင်နားလည်အောင်လုပ်ပြီးတော့စိတ်ထဲမှာခဏခဏဖြစ်အောင်စဉ်းစားဆင်ခြင်နေမယ်ဆိုရင်အဲ့ဒါဗုဒ္ဓနုဒတိပွားနေတာအဲ့ဒါကံကောင်းအောင်အကောင်းဆုံးလုပ်နေတယ် တော့အရဟံဂုံဆိုတာပါတော့အရဟံဂုံဆိုတာမြတ်စွာဘုရားရဲ့တန်တန်မှာပူပန်စီတဲ့ဆင်းရဲစီတဲ့တဲ့ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့အနေထားကိုအရဟံလို့ပြောတာဟုတ်လားကိလေသာအပူကင်း၍ငြိမ်းဧသောစိတ်နှလုံးရှိတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားရဲ့ဂုံကြီးတွေ့နော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာလူချင်းမမုန်းမှုဘလောက်လူချင်းစရာကောင်းတဲ့နဲ့တွေ့လို့မှလူချင်းနေဆိုတာမရှိဘူး ဘလောက်မကျင်နှဲစရာကောင်းတာနဲ့တွေ့လို့မှစိတ်တူတယ်ဆိုတာမရှိဘူး။နော်စိတ်ကိုပူပန်အောင်ရှွတ်မြိုက်မယ်စိတ်ကိုဆင်းရဲအောင်နှိပ်စက်မယ်နော်ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့တွေ့ရမြတ်စွာဘုရားစိတ်နှလုံးကပဂတိအေးချမ်းတော်မူတယ်ငြင်းအေးတော်မူတယ်။အဲ့ဒါလေးကိုဘုံဘုံတို့ကကျိန်ဖန်များစွာနော်နှုတ်နဲ့အရင်ရွတ်ဆိုပြီးတော့လေ့ကျင့်အရဟံကိလေသာအပူကင်း၍ငြင်းအေးတော်မူသောမြတ်စွာဘုရား။ဒီလောက်ဆိုလို့ရှိရင်တော်တော်ကောင်းနေပြီနော်။ အရဟံဂုံရဲ့အတိဗေယ၅မျိုးတောင်ရှိတယ်။စိတ်ကိုရမှာတော့မကောင်းမှုကိုပြုတော့မမှုသောလို့လည်းအတိဗေယရတယ်။အတုမရှိသောဂုံကြီးစုတွေရှိတဲ့အတွက်ကြောင့်တတဝအာလုံးတို့ရဲ့ပူဇော်ထုကိုခံယူတိုက်တယ်ဆိုတဲ့အတိဗေယလည်းရှိတယ်အရဟံဂုံ။အဲ့ဒီတည်းကဘုံဘုံတို့အကြိုက်ဆုံးကတော့အရဟံဆိုတာပါလေ။စိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေး။အပူမရှိလို့ငြိမ်းအေးနေတယ်။အရှုပ်တွေမရှိလို့ရှင်းနေတယ်။ဆင်းရဲတာတွေမရှိလို့ ချမ်းသာနေအဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာ အပူကင်း၍ညင်အေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ဘာအကျိုးရှိတော့အနေဆုံးတော့တရား၈ခေါက်တော့ဆင်ခြင်မိမယ်လေအတော့အရဟံအရဟံလို့ဆိုနေတာတဲ့ဘုံဘောကတော့အတိပဲလေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာအပူကင်း၍ညင်အေးတော်မူသောမြတ်စွာဘုရား တခါလဲပအောင်လို့နော်အင်းအဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လို့တာကံစိတ်ဥဒ္ဓဟာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံတို့ရခြင်းနဲ့အကျိုးရလက်ကောင်းတွေထွက်မှာတရားကိုမျက်ချင်မပြတ်နဲ့ဟုတ်လားဟုတ်ကံကောင်းအောင်လို့ကံပြီးတော့ဘာလာအောင်ကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်တနည်းရပါလို့ဆိုမေတ္တာတရားနော်ကိုယ်စေတနာလေးတွေဖြူရှင်တန်ရှင်းနေအောင်ကိုယ်ကံတွေမြင့်နေအောင်ကံတွေအစဉ်အတန်းရှိအောင်မေတ္တာထားရမယ် တတ္တဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာနော်မေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိဘယ်ကိုတချို့ကကောင်းကောင်းနားမလဲကြတာရှိတယ်မေတ္တာဆိုတာတတ္တဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းတာဘေးရန်နေကင်းစေခြင်းနဲ့ကြမ်းမာရေးကောင်းစေခြင်းနဲ့နှလုံးစိမ်ဝမ်းညင်အေးစေခြင်းနဲ့အဆင်မပြေတာဘာမှဖြစ်စေခြင်းမူအဆင်ပြေတာတွေကြီးဖြစ်စေခြင်းနဲ့ကောင်းစေခြင်းနဲ့ တတဝရရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင့်အတန်းမြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမှာနော်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွတ်ဆိုအာလုံးသောတတဝရီဘေးရန်ကင်းကွာကိုယ်စိတ်နဲ့ပြကြမ်းမချမ်းသာကြပါစေဒါလို့ဆိုရင်ရပြီအဲ့ဒါကိုထပ်ခါထပ်ခါရွတ်ဆိုနေကြရင်စိတ်ဝင်စားပြီးတော့ ုယ်စိတ်ကအဲ့ဒီတည်းမှာတက်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမေတ္တာတက်ဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်စ조사ဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဖုံဖုံတို့တွေပြင်ဆင်ကြတာပေါ့နော်ကောင်းအောင်ပြင်တာဟုတ်လားဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဖုံဖုံပြောနေတာပေါ့နော်ဘုရားနှုတ်တတိနဲ့မေတ္တာယသောဖရရဲ့ဂုံအီသွေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့ပတ္တဝရရဲ့ပုံမှာကောင်းစေခြင်းတဲ့စိတ်ထားခြင်းပေါ့ဟုတ်လားဒါဆိုရင်ကံကောင်းမယ်